ုံးဝထင်မှတ်မထားတဲ့မြင်ကလင်းဘေးကိုကြုံခဲ့ရပြီးနောက်ကယ်ဆယ်ရေးလုပ်ငန်းတွေဟာဘလောက်ထိအေးပါတယ်လဲဆိုတာပုံပြီးသိရှိလာပါတယ်။စာနာစိတ်၊သနာကိယူနာစိတ်၊အများကျုပ်ကိုရှေ့ရှုတဲ့စိတ်ထားရှိသူတွေဟာမိမိတို့ရွက်ရွာဝန်းကျင်ကလူမှုရေးပရဟိတအဖွဲ့အစည်းတွေမှာလိုအပ်လာရင်ပါဝင်ကူညီကြပါတယ်။မြန်မာပြည်ကလူမှုပရဟိတအဖွဲ့အစည်းတွေဟာရေးပေါ်လိုအပ်တဲ့နေရာတိုင်းမှာကူညီကယ်ဆယ်ရေးအဖြစ်နဲ့ပါ ရှင်တွဲကူညီကြတာဖြစ်ပါတယ်။ မြန်မာပြည်ဟာရှေးအခါတုန်းကလိုမဟုတ်တော့ပဲသဘောကဘေးတွေမကြာခဏဖြစ်ပေါ်တတ်တဲ့နိုင်ငံဖြစ်လာပါတယ်။ဒါကြောင့်ရရွာတွေကအစုအဖွဲ့လိုက်ပေါ်ပေါက်လာတဲ့ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ကဲတင်ပေးမှုတွေကိုလည်းမကြာခဏမြင်တွေ့ရပါတယ်။ခြေကိုပြန်ကြည့်လိုက်မယ်ဆိုရင်နှာခေးမုံတိုင်းပြီးရေဘေးတွေမှာလည်း တက်ဆွန့်ဆံပြကယ်တင်ကြတဲ့ကယ်ဆယ်ရေးအဖွဲ့တွေကိုမြင်တွေ့ခဲ့ကြမှာပါလူမှုကွန်ရက်အသင်းဖွဲ့တွေဟာကိုဗစ်ကရောဂါတုန်းကလည်းလူနာတွေကိုအိမ်ကနေဆေးရုံကိုအချိန်မီပို့ဆောင်ကူညီပေးခဲ့ကြတယ်လို့ယခုလိုငလင်ဘေးမှာလည်းစွန်းစွန်းတမန်ကူညီရှာဖွေခဲ့စေပေးကြပါဗျာ။ ပြင်းရများတဲ့ငလင်ကြောင်းငလင်ထန်တဲ့ဒေသတွေစီအနေနဲ့အရရကကူညီကြစေအဖွဲ့တွေတဖွဲ့ပြီးတဖွဲ့ရောက်ရှိလာကြပါတယ်တချို့ကစေးသမားတွေဆိုရင်အန္တရာယ်ကင်းစေမဲ့ဝတ်စုံအပြည့်စုံတော့မပါပဲပြိုပြက်သွားတဲ့အဆောင်ဝင်ကြားတွားရောက်ရှာဖွေကြတာကိုမြင်တွေ့ကြရမှာပါ။ငလင်ကြီးမှာနိုင်ငံတကာကစေးအဖွဲ့တွေလည်းအလင်းအမြန်ရောက်ရှိလာကြပါတယ်။အဲ့ဒီအထက်မှာ အစောဆုံးရောက်ရှိလာတဲ့တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေကလည်းကူညီကယ်ဆယ်ရေးတွေအလင်းမြန်လှုပ်ဆောင်ခဲ့ကြပါတယ်နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေစီမှာဤပညာနှင့်ရှာဖွေကိရိယာတွေအနှံ့ခံခွေးတွေပါလာတဲ့အတွက်ဒေသခံကယ်ဆယ်ရေးသမားတွေနဲ့ပူးပေါင်းပြီး ထိတိယောက်ရှာဖွေနိုင်ခဲ့ကြပါတယ်။ တရုတ်ဂျပန်ထိုင်းဗီယက်နမ်မလေးရှားအစရှိတဲ့နိုင်ငံကကယ်ဆယ်ရေးအဖွဲ့တွေဟာလူသားချင်းစာနာစိတ်တွေနဲ့အစွမ်းကုန်ကူညီခဲ့ကြတာကိုတွေ့မြင်ကြရမှာပါဒေတာကန်ပရာဟိတအဖွဲ့စည်းတွေကကယ်ဆယ်ရေးသမားတွေကလည်းမိမိတို့ရဲ့နိုင်ငံများဝန်တိုနဲ့ငလင်ထန်တင့်သူတွေကိုအစွမ်းကုန်ကူညီကြပါတယ်ကဲဇေယျအဖွဲ့တွေဆိုတာ ။တဘောဘေးအမျိုးမျိုးကြုံလာတဲ့အခါမှာလူအသက်တွေအချိန်မီကယ်တင်နိုင်မှုအလွန်ပဲအရေးပါတဲ့အဖွဲ့ဖြစ်ပါတယ်။နိုင်ငံတကာမှာတဘောဘေးတွေကြာရောက်ရင်ကယ်တင်နိုင်ဖို့အတွက်ကယ်ဆယ်ရေးလုံသားအဖွဲ့တွေတည်တံ့ဖွဲ့စည်းထားကြတာဖြစ်ပါတယ်။အဲဒီလိုစနစ်တကျလေ့ကျင့်ဖွဲ့စည်းထားခြင်းကကယ်ဆယ်ရေးသမားတွေအတွက်လည်းပိုပြီးလုံခြုံမှုဖြစ်စေပါတယ်။ မလင်းဘေးမှာကဲဆေးအဖွဲတွေစီအလူရှင်တွေအေးအေးနဲ့တောက်ရည်တွေအသီးနှံတွေစားပွဲတွေလာရောက်ကျူးမွေးကြတဲ့မြင်ကွင်းတွေကတဝူးကမြစ်တာတဝူးကစေတနာတို့ကိုထေရှားပေါ်လွင်စေခဲ့ပါတယ်အဆောက်အအုံပြက်တွေတဲကအသက်ရှင်တဲ့သူတူးကိုကယ်ထုတ်နိုင်တာနဲ့ကယ်ဆယ်ရေးသမားတွေရောစောင့်ကြည့်နေကြတဲ့သူတွေပါဝန်ထဲဝန်းသာစိတ်နဲ့ လက်ခုပ်ဒီအားပေးခဲ့ကြတဲ့မြင်ကွင်းတွေဟာတသက်မမေ့နိုင်စရာပါကျုပ်ကစေးသမားတွေဟာနေရာဒီအပူထဲမှာမူးမေလဲကျတဲ့အထိဖြစ်ကြပါသေးတယ်။နိုင်ငံတကာပါလာတဲ့ကစေးခွေးတွေကလည်းတခင်တွေတင်ချားထားတဲ့အတိုင်းစွန်းစွန်းတမန်စူးစမ်းရှာဖွေခဲ့ကြပါဗျ တကယ်တော့ကင်ဆယ်ရေးသမားတယောက်ဖြစ်ဖို့မလွယ်ကူပါဘူးစိတ်ဓာတ်ခွန်အားပြည့်ဝနေဖို့လဲလိုအပ်တယ်လို့တက်လုံကောင်းဖို့လဲလိုအပ်နေပါတယ်တို့ရတဲ့နာအားတဲ့နာညီလေးတို့ရောက်ခါနေပြီကိုကြီးကင်ဆယ်ရေးအပိုင်းပြီးတော့လို့ပြန်လဲထူထောင်ရေးအပိုင်းတွေမှာလဲမြမပြီကလူမှုကူညီရေးအဖွဲ့တွေဟာငလင်အစ်ဒေတာကန်တွေအတွက်လိုအပ်တာတွေလိုက်လံဖြည့်ဆည်းကူညီလဲရှိနေပါသေးတယ် အရေးကြုံလာတဲ့အခါမှာတာမန်လူတိုင်းမလုံနိုင်တဲ့အရာတွေအစွမ်းကုန်ကူညီပေးခဲ့ကြတဲ့လူမှုကူညီရေးကယ်ဆယ်ရေးအဖွဲ့တွေရဲ့စိတ်ထားတွေကလေးစားအတူယူစရာတွေပါတမိုင်းတလျှောက်လှုပ်ခဲ့သမျှငလျင်နေထဲမှာအခုလိုလူသိမ်းဆုံးမှုအများဆုံးဖြစ်ခဲ့တဲ့ငလျင်ပေးမှတ်တမ်းတွေနဲ့အတူပြည်တွင်းနဲ့နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များရဲ့စ조사ကယ်တင်ပေးမှုတွေကလည်းမမေ့နိုင်စရာတမိုင်းမှတ်တမ်းတွေအဖြစ်ကြန့်ရှိလို့နေပါတော့တယ်။